ငလင်းတန်းကြောင့်ပြိုကျပျက်စီးသွားခဲ့တဲ့မန္တလေးမြို့စကိုင်းမီလာကုန်းတို့အဆောင်အောက်ကနေမေလာ6ရက်မနေ့ကအမျိုးသားတို့ရဲ့ရုပ်လောင်းပါဝင်ဒေါ်လာရွှေကျောက်စိမ်းအပါဝင်တမိုးကြီးပစ္စည်းတွေထပ်မံရှာဖွေတွေ့ရှိခဲ့တယ်လို့မြန်မာနိုင်ငံမိသက်ဦးစီးဌာနကသတင်းထုတ်ပြန်ပါတယ်။စကိုင်းမီလာအဆောင်ပြိုကျမှုအောက်ကနေရုပ်လောင်းတွေကျန်ရှိနေသေးတဲ့အဆောင်ဘီစီနဲ့ဒီအပိုင်းနေရာတွေကိုရှာဖွေရှင်းလင်းတွေဆက်လက်လှုပ်ဆောင်ခဲ့ရာ မေလ6ရက်မနက်7:00နာရီခွဲဝန်းကျင်မှာဘီအဆောင်ကနေအမျိုးသားတို့ရဲ့ရုပ်အလောင်းကိုရှာဖွေတွေ့ရှိခဲ့တယ်လို့မြန်မာနိုင်ငံမိသက်အူစီဌာနကဆိုပါတယ်။ဆက်လက်ပြီးအဆောင်ဘီအခန်းအမှတ်19ကနေအမေရိကန်ဒေါ်လာ100ရန်အရွက်300တရုတ်ယွမ်ငွေ90ရန်2ရွက်နဲ့30ရန်6ရွက်ထိုင်းဘတ်ငွေ20ရန်9ရက်မြန်မာကျပ်ငွေ3830ရွှေတစ်ဆက်ကျပ်သားအတုံး10ရုံးတစ်ကျပ်၄ဘဲတုံး2တုံး တစ်ချက်3ဘဲတုံးတုံးရွှေဆွဲကြို30ဂုံလက်ကောက်နဲ့ဟမ်ချိန်26ဂုံလက်စွပ်35ခွင်းငကတ်73ရန်ဆွဲသည်5ခုကြောက်စိမ့်ပပူ2ခုပလဲပဒီ2ဂုံကြောက်စိမ့်မှာလက်စွပ်2ခွင်းအိုင်ဖုန်း1လုံးအိုင်ပတ်1လုံး LV ပစံ1လုံးပပုံနေနဲ့အရေးကြီးစာရေးစာတမ်းတွေကိုတွေ့ရှိခဲ့ရပြီးပိုင်ရှင်ဖြစ်သူရဲ့ကိုစားမောင်ဖြစ်သူတန်းကိုပစ္စည်းလက်ကံလွှဲပြောင်းရေးဌာနက လွှဲပြောင်းပေးအပ်ခဲ့တယ်လို့အသိပေးထားပါဗျ။